ဇလန်းစာမှာတော့ချောင်းဆုံရွာသားတွေဖြစ်ကြတဲ့ငပြုံနဲ့ငထွန်းတို့တငယ်ချင်းနှစ်ယောက်သားငားရှာဖားရှာထွက်ဖို့အတွက်ပြင်ဆင်လုပ်နေခဲ့ကြပါတယ်။ငပြုံဟာငားများရန်တွေကိုကိုင်းပြီးငထွန်းကတော့ငားထဲမဲ့ပုံတွေကိုကိုင်းကာဖားရှာငားရှာထွက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒီလိုနဲ့ပဲနှစ်ယောက်သားငားဖမ်းဖို့အတွက်အိမ်ကနေတောဆက်လေးကိုလမ်းလျှောက်လို့လာခဲ့လိုက်ကြတာပေါ့။ငားဖမ်းထွက်တိုင်းအမြဲတမ်းလိုလိုရွာနီးစပ်နားမှာဖမ်းလေးရှိပေမဲ့လို့လေဒီနေ့မှာတော့ငားပိုးတယ်လို့တည်င်းထွက်နေတဲ့တောနဲ့တဲကိုနှစ်ယောက်သားငား ဖမ်းဖို့အတွက်ထွက်လာခဲ့ကြပါရယ်။ကိုရိုင်းလက်တွေတခါမှဒေါ်နဲ့ဂျဲကိုမဝင်ဘူးပဲလို့လဲငားမြများရချင်းစုံနဲ့နှစ်ယောက်သားစွန့်စားပြီးထွက်လာခဲ့ခြင်းလည်းဖြစ်တာပေါ့။ညာအချင်းကပြစ်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်လို့နေတာပေါ့ဗျာ။တော်နယ်လာလေးလေးလူတံတွေပြောက်လာပြီးပရိတ်တံတွေကသာကြားလို့နေခဲ့ရပါတယ်။အေးများတဲ့လေလေးကလည်းတောင်ရက်ကနေအဆက်မပြတ်တိုက်ခတ်လို့နေခဲ့တာပေါ့။ ။ကောင်းကင်ယံမှာတော့လာကလေးဟာရောင်ဝအပြင်းနဲ့တွန်းလင်းတောက်ပါလို့နေပါတယ်။လာရဲ့အလင်းရောင်ကြောင့်တောတစ်ခုလုံးကို ချင်းသားမြင်နိုင်တာပေါ့ဗျာဒီလိုနဲ့ပဲနှစ်ယောက်သားငါးဖမ်းတဲ့နေရာကိုရောက်ရှိလို့သွားခဲ့ပါတော့တယ်ငါးဖမ်းမဲ့နေရာကိုရောက်တဲ့အချိန်မှာတော့ငထုံးဟာငါးမြကြိတ်တွေမှာအစာတဲပြီးစတင်ငါထောင်ခဲ့ပါတော့တယ်အားလုံး PC သွားတဲ့အခါမှာတော့နှစ်ယောက်သားဟာတစ်ပင်အောင်မှာဘီးတုတ်ကလေးကိုထုံးပြီးအနားယူခဲ့လိုက်ကြတာပေါ့ငါးထောင်ပြီးတနာရီနှစ်နာရီကြာတဲ့အချိန်ထိငါးကလေးတကောင်းမှတော့မမိခဲ့သေးပါဘူးအချိန်တော်ကြတဲ့အထိငါးတကောင်မှမမိတာကြောင့်ငထွန်းတရားညှိတွားလို့နေခဲ့ပြီပါတော့တယ် အာငါဖြူရေငါတို့တော့ဒီကိုလာမိတာမှားပြီတနေဘလို့ကြီးလဲကွာသူများတွေပြောတော့ဒီနေရာကငါးတိတ်ပေါ်တာဆိုဟမ်ပြောကောမပြောချင်ပါဘူးကွာအခုထိလဲငါတကောင်းမှမရသေးဘူးမနဲ့ကြရင်တော့ဟင်းစားမရှိပဲหนีတော့မှာပဲကွာစိတ်ညစ်လိုက်တာသူများစကားနားယောင်ပြီးတော့လာမောဖြစ်တော့မယ်အာမင်းကလည်းကွာတိုက်ပွဲမရောက်ခင်လက်နက်ကရှနေပြန်ပြီစိတ်ရှိရှိနဲ့စောင့်ပါဘောကွာအခုမှနှစ်နာရီရွက်ရှိပါသေးတယ်မနေ့ကများကြတာပေါ့ဆန္ဒတွေမစောစမ်းပါနဲ့ကွာ လာပါလာပါငါထောင်ထားတဲ့နေရာကိုပဲတွားကြည့်ကြရအောင်အခုလောက်ဆိုရင်ငါမိရင်လည်းမိလောက်ပြီပေါ့ကွာအဲဒီလိုနဲ့ပဲနှစ်ယောက်သားငါထောင်ထားတဲ့နေရာကိုတွားကြည့်ခဲ့လိုက်ကြပါလေငါထောင်ထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့ငါများတန်တွေဟာပိုလိုပလက်ကိုလန်လို့နေပါလေငါထုံးနဲ့ငါဖြူတို့လည်းရှီယာလက်ရပြက်နေတာကိုကြည့်ပြီးအံ့ဩလို့နေခဲ့ကြတာပေါ့ ဘေဘတ်ဝင်းကျင်ကိုပြပြတလဲလိုက်ရှာကြည့်ခဲ့ကြပါမယ်လို့လည်းရေးတန်းကလွဲပြီးဘာတမ်းမှမကြားရပါဘူး။ကောင်းမတက်ထားတဲ့ကောင်းဘတ်တံမီနဲ့တည်တည်ရှာရှာလိုက်ရှာကြည့်တဲ့အခါမှာတော့သူတို့နဲ့မနီးမဝေးမှလှုပ်ရှားနေတဲ့လူရဲ့ကူကိုတွေးခဲ့လိုက်ရပါတော့တယ်။နေရောက်သားတွေးကိုမျိုးချားရင်ကြောက်ကြောက်နဲ့လမ်းကြည့်လို့နေခဲ့တာပေါ့။ကျောင်းဆိတ်တွေကိုမျိုးသိရင်ငထုံးတရားအရှိမမြင်နေရတဲ့လူရိတ်ကိုငားယူသေးလားလို့လှမ်းမိခဲ့လိုက်ပါတော့ရယ်။အရှိကငားတခုလားအခုချက်ချင်းထွက်ခဲ့တဲ့။မအားလို့ငားတွေကိုတကောင်ပြီးတကောင်မင်းညွနေတာမဟုတ်ဘူးလားကွာ မတော်ငါတွေကိုပြန်လာပေးစမ်းတညာလုံးခက်ခက်ခဲခဲထောင်ထားရပါတယ်ဆိုမှကွာဘဲကကလေးကရှိအုတ်ကြားမျက်ပေါက်ကယူသွားတာလေအခုချက်ချင်းပြန်လာပြီတော့စားချင်းရင်မင်းကိုပဲမြားပါလားကွာလာပါကွာငါထွက်ရမင်းကလေအခုလို့မင်းအဲ့လိုပြောနေတော့ဘာတူးမှလဲကွာဟိုကဖြစ်မင်းပြောနေတာကိုကြားဖို့မပေါ်ဘူးပြောရင်လေကြားအောင်ပြောရမှာပေါ့လာလာသူရှိတဲ့နေရာကိုပဲသွားကြည့်ရအောင်သူ့ကိုတွေးပါပဲအပြစ်တင်တော့ အဲဒီလိုနဲ့ပဲနှစ်ယောက်သားချောင်းလေးရဲကိုစင်းပြီးအရှိမရနေတဲ့လူစီကိုသွားဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့ရယ်အရှိကလူမကြအောင်တိတ်တိတ်ကလေးခြေလမ်းကိုလမ်းရင်းသွားလို့နေခဲ့ကြတာပေါ့တငယ်ချင်းနှစ်ယောက်မြင်ရတဲ့လူအရေးဟာလူစင်းစင်းမဟုတ်ရပဲတရဲစီတကောင်သားဖြစ်လို့နေခဲ့ပါတယ်။တစေကြီးဟာတငယ်ချင်းနှစ်ယောက်ထောင်ထားတဲ့ငါးတွေကိုယူပြီးအားရပါရနေကိုစားတောက်လို့နေခဲ့တာပေါ့။ငါအရှင်တွေဖြစ်တာကြောင့်ငါကထွက်တဲ့သူကြီးဟာချောင်းလေးတဲကိုစီးဆင်းလို့နေခဲ့ပါတယ်။ ။ကစေကြီးကိုကြည်ရတာကတော့ငထုံးနဲ့ငဖြူရှိနေတာကိုတိသေးဖို့မပေါ်ပါဘူး။အစားကိုသာတဲကြီးမဲကြီးနဲ့အငမ်းမရကိုစားတော်လို့နေခဲ့တာပေါ့။ငထုံးနဲ့ငဖြူတို့လည်းအရှိမရှိနေတဲ့လူကြီးစီကိုတမ်းမသွားပဲတစ်ပင်ရဲ့အနောက်ကနေချောင်းပြီးကြည့်နေခဲ့လိုက်ကြပါရဲ့။မြင်လိုက်ရတဲ့မြင်ကွင်းကြောင်နှစ်ယောက်စလုံးပါးစပ်အဟောင်းသားဖြစ်လို့သွားခဲ့ကြတာပေါ့။နှလုံးခုန်တံတွေကမြန်ဆန်လို့လာခဲ့ပြီးတောင်းတောင်ကြီးကိုရက်ကြည့်လို့နေခဲ့မိပါရဲ့အရှိမမြင်နေရတဲ့တဆေကြီးကတော့ငါအစိမ့်တွေကိုသာအဆက်မပြတ်နဲ့စားနေခဲ့မိတာပေါ့ အစားကိုသာအငမ်းမရစားနေကြတာကြောင့်ဘေးပတ်ဝန်းကျင်ကိုလည်းတတိပြုမိဝင်ပေါ်ဘူးပေါ့ဗျာ။ဒါကြောင့်လည်းငထုံးနဲ့ငဖြူရှောင်းကြည့်နေတာကိုတစေကြီးမသိတာဖြစ်ပါလိမ့်မယ်။ဖေးအောင်ငဖြူတဘာကြီးလိုက်ကွာကြောက်စရာကြီးကွာအရှိကလူကြီးကယူရယူနေပြီလား။ငါးစိတွေကိုအစားနေတာအငမ်းမရပဲ။ဒါဒါဒါမှမဟုတ်တစေကြီးများလားကွာ။လာပါကွာငဖြူရမင်းလည်းအရှိကိုတရှာလာကြည့်လိုက်ပါဦး။ ငထွန်းလည်းသူမြင်လိုက်ရတာတွေကိုအံ့ဩတကြီးပြောပြလို့နေခဲ့ပါရယ်အဲ့ဒီချိန်မှာပဲငဖြူတယောက်ကြောက်ကြောက်လန့်လန့်နဲ့အနောက်ကိုတဖြည်းဖြည်းဆုပ်လို့သွားခဲ့တာပေါ့အနောက်ကိုဆုပ်နေရင်မတော်တဆတိတ်ကိုင်းကြောက်တစ်ခုကိုနင်းခဲ့မိလိုက်ပါရယ်တကိုင်းကြောက်ကျိုးတဲ့အတန်းထွက်လာလိုက်တာနဲ့တဆေကြီးလေးစားနေတာကိုရက်ခဲလိုက်ပြီးဘေးပတ်ဝန်းကျင်ကိုလိုက်လံကြည့်ရှုပါတော့တယ်။ တကယ်ချင်းတယောက်ကိုမြင်သွားတဲ့အခါမှာတော့မျက်လုံးကြီးကြီးတွေနဲ့စွစွဝါးဝါးကြီးကိုစိုက်ကြည့်လို့နေခဲ့ပါရယ်တစေကြီးဟာပါဇက်ကနေလဲတွေးရစီကြလို့နေခဲ့ပြီးအစွဲကြီးတွေလည်းပြူးထွက်လို့နေခဲ့ပါရယ်အချိန်တော်ကြောင်းတကယ်ချင်းတယောက်ကိုစိုက်ကြည့်ပြီးတဲ့နောက်မှာတော့ငဖြူနဲ့ငထိုးရှိရာဘက်ကိုခုံပြီးတော့သွားခဲ့လိုက်တာပေါ့မလမကန်ကိုရောက်တဲ့ခါမှာတော့တစီကြီးဟာငထုံးနဲ့ငဖြူကိုကြီးပြီးတေလောင်တဲ့အတန်တွေနဲ့အော်ဟစ်လို့နေခဲ့ပါတော့ရယ်ငဖြူကလည်းကြောင်ပြီးကြီးနေတဲ့ငထုံးကိုပြေးကြဖို့အတွက်တတိလန်းပေးခဲ့လိုက်တာပေါ့ အဲ့ငါတို့ဘာရီကြည့်နေတာတော့ဟိုကပြေးကြရအောင်အခုမှမပြေးရင်တော့ဘလုံးမှလွတ်မှာမဟုတ်ဘူးလာ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 မမြင်ပြေးကြရအောင်နောက်ကြတဲ့ရှိတော့တက်ဆက်ပါပဲဟိတ်အဲ့လိုနဲ့ပဲနှစ်ယောက်သားတစီကြီးရဲ့လက်ကနေလွတ်အောင်ထွက်ပြေးခဲ့ကြပါတော့ရေဟာအဲ့အဲ့တရေမဟုတ်လားငါဖြူရေငါကြောက်တယ်ကွာဒီလိုနေရာမှာတရေတစီတွေရှိမှန်းစီရင်ငါငါမလာပါဘူးကွာအခုတော့ကိုကျိုးနေပါပြီဘယ်လိုလုပ်ကြမလို့ကွာလူတွေတုံနေလို့ပြေးလို့တော့မရတော့ပါလားကွာ အာမင်းကလည်းစကားများမနေပဲနဲ့မင်းမြန်ပြေးစမ်းပါစကားများနေရတဲ့တဆီကြီးကမင်းကိုမြည်ပြီးကြိုက်စားနေပါအောင်မဲငထုံးရမင်းတော်တော်စကားများလေးကောင်းပဲမြန်မြန်လာပါမိလူကတော့မလွယ်ဘူးမဲ့အဲဒီလိုနဲ့ပဲငထုံးနဲ့ငဖြူတို့နေရာရောက်တဲ့ရရာပြေးသွားခဲ့ပါတယ်တဆေကြီးလည်းသူတို့နေရာအနောက်ကနေတက်ချက်မကွာကိုလိုက်လွတ်လာခဲ့တာပေါ့အချိန်တော်ကြောင်ပြေးပြီးတဲ့နောက်မှာတော့တငယ်ချင်းနှစ်ယောက်ဝေါ်ပန်းလို့လာခဲ့ပါရဲ့ မော်နီကေးပမင်လိုလေမနာနိုင်ပဲဆက်လက်ပြည်တည်ခဲ့ရပါတော့တယ်။နောက်ဆုံးမှာတော့ဘလုံးမအသက်ရှူမွားတာကြောင့်နေရောက်တာကနနာကြဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့လိုက်တာပေါ့။နမနေလောက်နားပြီးရဲ့အချိန်မှာတော့အရှိကိုဆက်ပြီးပြေးကြပါတော့ရယ်မထွန်တရာအရှိကိုပြေးရီတုံးမှာပဲအောက်မှာရှိတဲ့ကြောက်တုံးနဲ့ခလုတ်တိုင်းမိကမှောက်ရက်လဲလို့သွားခဲ့တာပေါ့ဘလောက်ပဲနာကျင်နေပါစေတစီကိုကြောက်တဲ့စိတ်ကများနေတာကြောင့်လဲနေရကနေကုံယုံထားပြီးပြန်ပြေးဖို့အတွက်ပြင်ဆင်ပါတော့ရယ် အဲ့ဒီချိန်မှာပဲဘေးဘက်ဝင်းကြီးကိုကြည့်ပြီးအံ့ဩလို့သွားခဲ့ကြတာပေါ့။ဘာကြောင့်လဲဆိုတော့ဒီတော်ထဲမှာလူနေအိမ်တွေကိုတွေးလိုက်ရလို့ပဲဖြစ်ပါတယ်။ဒီတော်မှာလူနေအိမ်ရှိရဆိုတာကိုတက်တက်နဲ့တကူသူတို့နှစ်ယောက်စလုံးမကြားဘူးလားမလို့ပါဇက်အဟောင်းသားနဲ့ကြည်လို့နေခဲ့ပါတယ်။ကြောက်တဲ့စိတ်တွေပျောက်ပြီးအံ့ဩတဲ့စိတ်တွေကပိုတိုးလို့လာခဲ့တာပေါ့။မတို့မင်းအရင်ကဒီနေရာကိုရောက်ဘူးလားကွာ။ငါတော့ဒီရွာကိုပထမအောင်ဆုံးမြင်ဘူးလားပဲ။တခါမှဒီတော်နဲ့ကြည်ရကိုမလာဘူးတော့ ဒီရွာရှိလားမရှိလားဆိုတာကိုငါလည်းမသိဘူးကွာရွာကားလူတွေပြောတာကိုရောကြားဘူးသေးလားငါငါဒီကိုတစ်ခါမှမရဘူးကွာဒီတော်နဲ့ကြီးတဲ့ကိုဝင်လာတာလေဒီနေ့ကပထမအဦးဆုံးပဲလေမင်းနဲ့ငါနဲ့အတူတူပါပဲကွာတစ်ခါမှဒီရွာကိုမမြင်ဘူးပါဘူးရွာလေးကလူတွေပြောတာကိုလည်းတစ်ခါမှမကြားဘူးပါဘူးကွာအဒီရွာကလေငါစီတဲမှာဒူးစားနေတယ်လို့ခံစားနေရတယ်ကွာဘယ်ကိုပဲကြည့်ကြည့်ကြက်သိမ်းထားစရာကြီးကွာဘယ်သူ့ကိုမှလည်းမတွေ့ရဘူးလူတွေနေတဲ့နေရာရောဟုတ်ရဲ့လားကွာငါတို့ဘယ်လိုလုပ်ကြမလဲ ပဝင်းချင်းမှလည်းတိတ်ဆိတ်လျှောက်ကပ်လို့နေခဲ့ပြီးလူအရေးအယောင်တော့မတွေ့ရပါဘူး။တငယ်ချင်းနှစ်ယောက်လည်းရွာတွေကလူတွေကိုအကူအညီလိုက်တောင်းရမလားပြန်ထွက်သွားရမလားဆိုတာအချိန်တော်ကြာကြီးရက်ပြေးစဉ်းစားလို့နေခဲ့ကြတာပေါ့။ရွာကလေးတွေမှာတော့အိမ်တိုင်းလိုလိုမိထုပ်တွေထုံးလို့ထားခဲ့ပါရဲ့။တိတ်ဆိတ်လျှောက်ကပ်နေတဲ့နေရာမှာအဝေးကခွေးဥနေတဲ့အတန်တွေကိုလည်းအတိုင်းသားကြားလို့နေခဲ့ရပါရဲ့။ ခွေဦးတန်းတွေကြောင့်နှစ်ယောက်သားကလည်းပိုလို့တော့ကြောက်စိတ်တွေဝင်လို့လာခဲ့ပါတယ်။ဒါကြောင့်လည်းရက်နေတဲ့နေရာကနေအကိုကြီးတောင်းဖို့မိအိတ်မမိန်လေးကိုထွန်းထားတဲ့တဲအိတ်စီကိုပြေးလို့သွားခဲ့တာပေါ့ဗျာ။ဘယ်လောက်တောင်းကြောက်လဲဆိုရင်နှစ်ယောက်သားအနောက်ကိုတော့ပြန်မလဲကြည့်ရတဲ့အထိပါပဲ။ကဲကြောက်ပါအောင်၊ကြောက်ပါအောင်ဗျာ။တစေကြီးတကောင်ကျွန်တော်တို့နောက်ကိုလိုက်လာလို့ဗျာ။ကျွန်တော်တို့ကိုအထဲဝင်ခွေပြုပါဗျာ။ကျွန်တော်တို့အရန်ကြောက်နေလို့ပါဗျာ။ကျေးဇူးပြုပြီးအထဲဝင်ခွေပြုပါနော်။ ငထွန်းတရားအသေးအတန်အင်ရှင်ကိုအော်ခေါ်နေခဲ့ပြီမလို့လဲအိမ်ထဲကနေဘာတုံ့ပြန်မှုမှမကြားခဲ့ရပါဘူးအချိန်တော့ကြာအောင်အိမ်ပြန်မှာရက်ဆောင်ပြီးတဲ့နောက်မှာတော့တဲကလေးဟာတကားပွင့်လို့လာခဲ့ပါတယ်တဲအိမ်လေးထဲမှာတော့အဖွားတယောက်ကလည်းရှိလို့နေတာပေါ့အဖွားရဲ့အသွင်ပြင်းဟာတကောင်းလုံးစပင်းလေးဖြူပွေးနေပြီးခါးကလည်းအတော်လေးကိုကုန်းလို့နေပါပြီအသားကြီးကလည်းရှုံတွားလုံးနေခဲ့ပြီးမျက်လုံးတွေဟာလည်းငြိမ်သက်လို့နေပါတယ်နေအောင်စလုံးကိုမော့ကြည့်ပြီးအိမ်ထဲကိုဝင်ဖို့အတွက်ခေါ်ခဲ့လိုက်တာပေါ့ မင်းတို့ဘာဖြစ်လာတာလဲမောနေကြသလိုပဲနော်လာလာအိမ်ထဲကိုဝင်ကြလေဘိုက်စာနေရောပေါ့အိမ်ထဲမှာစားစရာတွေရှိရဲ့ချက်မင်းလဲစားရေးလေးလေးတောက်ပေါ့လာပါအဖွားလည်းချက်မင်းမစားရသေးဘူးအဖွားနဲ့အတူတူစားကြရအောင်ငါတို့လေအိမ်ထဲကိုအရင်မဝင်လာသေးပဲဘေးဘေးညာကိုလှည့်ကြည့်လို့နေခဲ့ပါတော့ရဲ့ ဘေးအိမ်ကနေလူတွေထွက်လာမှပဲမထွန်းတယောက်တပ်ပြင်းချနိုင်ခဲ့တာပေါ့ရွာသားတွေကလည်းအိမ်ထဲကနေထွက်လို့လာခဲ့ကြပြီးမထွန်းတဲ့ငပြူကိုအိမ်ရှိကနေရက်ကြည့်လို့နေခဲ့ကြပါတယ်ရွာသားတွေကလည်းငထွန်းတဲ့ငပြူကိုရက်ကကြည့်နေခဲ့ပြီမယ်လို့လည်းဘာစကားမှတော့မပြောကြဘူးပေါ့စကားသာမပြောကြပြီမယ်လို့လည်းအကြီးတွေကတော့အတော်လေးကိုထူးဆန်းလို့နေပါတယ်ရွာသားတွေရဲ့အကြီးတွေထူးဆန်းနေခဲ့ပြီမယ်လို့လဲကြောက်တဲ့စိတ်ရောစာလောင်တဲ့စိတ်ရောတွေကြောင့်အဖွားနောက်ကိုလိုက်ဖို့အတွက်ပဲဆုံးဖြတ်ခဲ့လိုက်ပါတယ်။ မဖြူငါဖိုင်ရဲစာတွေကဘယ်လိုပဲဖြစ်ဖြစ်ရွာသားတွေလည်းရှိတယ်ဆိုတော့အန်ဒီရကင်းလောက်ပါပါရော့ရော့လူလေးတို့အမောပြေရေလေးပါလေးတောက်ကြအောင်ရေရအေးတော့သားတို့အမောပြေမှာပါကွယ်ကြော့ကြော့မြန်မြန်တောက်လိုက်နော်ငါဖြူနဲ့ငထွန်းတို့လည်းအဖွားပေးတဲ့ရေကိုအားရပါရနဲ့မောတောက်ခဲလိုက်ကြပါတော့ရယ်အာရေကဘာရတာကြီးလဲညှိစွတ်စွတ်နဲ့တွေးကြနေတာပဲအဖွားဘယ်ကသွားခတ်လာတာလဲဗျရေကြီးကမတန့်ဘူးရှင်နဲ့ ဖွားရောတောက်ကြည့်ပြီးပြီလားရေကမတန့်ဘူးထင်တယ်နော်ဘာမှမဖြစ်ပါဘူးဒီရေကအဖွားနေတိုင်းတောက်နေကြရေပဲလူလေးတို့စိတ်ချလို့နေမှာပါကွယ်ဒီရေကအေးပြီးအရသာရှိပါတယ်ဒီရေကလူတွေကလည်းဒီလိုပဲနေတိုင်းတောက်နေကြတာပါအားလုံးအသက်ရှိပြီးကျန်းမာကြတာပဲလေစိတ်ချလို့နေမှာပါဒါမှမဟုတ်လေအရက်ဒေသပြောင်းလို့ဖြစ်မှာပါကွယ် ငပြူတဲ့ငထွန်းတို့လည်းတယောက်မျက်နှာကိုတယောက်ကြည့်ရင်ဒရေးတွေမျိုးချလို့နေကြတာပေါ့ညီဆိုးဆိုးအနံ့ရတာအမှန်တကယ်ဖြစ်ပေမဲ့လို့လည်းအပွားကိုအားနာတာကြောင့်မတိကျအောင်စောင့်ခဲ့လိုက်ကြပါတယ်သူတို့ကိုရက်ကြည့်နေတဲ့ရွာသားတွေကိုပြန်လဲကြည့်တဲ့အခါမှာတော့ရွာသားတွေဟာကိုယ့်အိမ်ကိုပြန်လို့သွားခဲ့ကြတာပေါ့ရွာသားတွေဟာပြုံးခဲ့တာတွေမရှိဘဲမျက်လုံးတွေကအသေးကြီးဖြစ်လို့နေပါတယ်လူနေတဲ့ရွာလို့ထင်ရပေမဲ့လို့လည်းလူစကားတန်တစ်ခုမှကိုမကြားခဲ့ရပါဘူး ဒီရွာပါလဲကွာတယောက်နဲ့တယောက်လဲစကားမပြောကြဘူးမျက်လုံးတွေကလည်းအသေးကြီးတွေနဲ့ငါတို့ကိုကြည့်နေလိုက်တာများကြောက်ဖို့ကောင်းလိုက်တာလူအဲ့လောက်အများတော်စကားတဲ့တလုံးမှလည်းမကြရတော့တတော်ကိုထူးဆန်းနေဘူးလားကွာမင်းပတ်ဝန်းကျင်ကိုလည်းတရားအခဲခဲဆမ်းမအောင်ငထုံးရငါတို့ရေကြီးမှနေသိရဲ့လားဒါမှမဟုတ်ဒီကနေပဲလဲထွက်သွားရင်မကောင်းဘူးလားကွာ ငထွန်းတရားငဖြူရဲ့စကားကြောင့်အနေငယ်တန်တရားစိတ်တွေပြန်ဝင်လို့လာခဲ့ပါတယ်။အဖွားအိုကတော့ညနေနေပြီဖြစ်တာကြောင့်မပြန်ပဲဒီရွာမှာအနားယူဖို့အတွက်တငယ်ချင်းတယောက်ကိုဖိတ်ခေါ်လို့နေခဲ့တာပေါ့။သားတို့ပင်ပန်းနေပြီမလား။ညလည်းအရန်နဲ့နေပြီဆိုတော့ဒီညတော့ဒီမှာပဲတဲလိုက်ပါကွယ်။အဖွားစားစရာတွေပြင်ပြီးမယ်လေ။ညအေးဆေးလေးအနားယူပြီးမနေ့ကျမှပြန်ပေါ့။သားတို့အဖွားအိမ်မှာမနေရင်ဘူးဆိုရင်လေဟိုဘက်မှာအိမ်တစ်လုံးရှိသေးတယ်။ လွတ်လွတ်လပ်လပ်နေလို့ရအောင်အဖွားလိုက်ပို့ပေးမယ်လေလာလာနောက်ကလိုက်ခဲ့တငယ်ချင်းနေအောင်လေတယောက်ကိုတယောက်တရှာကြည့်နေခဲ့ကြပြီးတွားဖို့အနေငယ်တုံဆိုင်နေခဲ့ကြပြီးမယ်ပင်မန်းလာတာကတကြောင်ဗိုက်စားတာကတကြောင်မလို့အဖွားအိုနောက်ကိုလိုက်ဖို့ကသာဆုံးဖြတ်ချက်ရှာခဲ့လိုက်ကြပါတော့ရေဒီလိုနဲ့ပဲနှစ်ယောက်သားအဖွားကိုဦးဆောင်ရနောက်ကိုလိုက်သွားခဲ့ကြတာပေါ့ပြင်တော်အေဒီကူနာကိုရောက်တဲ့အခါမှာတော့ရက်ခဲလိုက်ကြပြီးအဖွားအိုဟာတကားပွင့်ပေးခဲ့လိုက်ပါတော့ရေ အိမ်ကိုကြည်ရတာကတော့ပြစ်ထားတာကြာပြီဖြစ်ပုံပေါ်ပါတယ်။မိလည်းမရှိ လူတန်းလည်းမကြားရပဲတိတ်ဆိတ်လို့หนีခဲ့တာပေါ့။အဘွားအိုတကားကိုပွင့်လိုက်တာနဲ့ပုံတိုးတိုးအနှံ့တွေကစတင်ရလို့လာခဲ့ပါတယ်။ငါဖြူကလည်းရှက်ရှင်းဆိုသလိုပဲပုံနှံ့ကိုမခံနိုင်တော့တာကြောင့်နှာခေါင်းကိုလက်နဲ့ပိတ်ထားခဲ့လိုက်ပါတော့တယ်။တအိမ်လုံးပုံနှံ့တွေထွက်လုံနေခဲ့ပြီးအော့အန့်ရင်စရာကောင်းလို့หนีခဲ့တာပေါ့။အဲ့လောက်လည်းမနမ်းပါဘူးသားရဲ့။လာပါအထဲကိုဝင်လိုက်ပါ။ဒီအိမ်ကလူတွေမနေရနည်းနည်းကြပြီး ပြောင်းသွားတဲ့လူတွေထားခဲ့တဲ့အသားတွေပုတ်သွားလို့နေမှာပါ။သားတို့အနားယူကြတော့လေ။နေရကြသွားရင် အသားကျသွားမှာပါကွယ်။သွားသွားအိမ်ထဲဝင်ကြတော့အဖွားလည်းအိမ်ပြန်တော့မယ်။မနေ့ကမှတွေ့မယ်နော်။ဒီလိုနဲ့ပဲနှစ်ယောက်သားအိမ်ထဲကိုဝင်လာခဲ့လိုက်ကြတာပေါ့။အိမ်ထဲကိုရောက်လာလေလေလေပုံနှံကပို့လို့တော့နန်းလာလေလေပေါ့ဗျာငါဖြူကတော့နှာခေါင်းကိုမဖွင့်နိုင်ပဲလက်နဲ့သာပိတ်လို့ထားခဲ့ရပါတယ် အိလဲကနေအိတ်ခန်းစီကိုသွားပြီးတကားဖွင့်လိုက်တဲ့အခါမှာတော့လာရဲ့အလင်းရောင်ကနေလူအယိုးတွေကိုတွေးကြလိုက်ရပါတော့တယ်။ဘလုံးမမတန်နိုင်တဲ့အဆုံးမှာတော့ပြတင်းပေါက်တွေကိုဖွင့်ကြလိုက်ပြီးအသက်ကိုမနှဲရှူခဲ့ကြရတာပေါ့။လာရဲ့အလင်းရောင်ကြောင့်အိမ်ထဲမှာရှိနေတဲ့အလောင်းတွေကိုအတင်းသားမြင်နေခဲ့ရပါတယ်။အယိုးစုများစွာရှိလို့နေခဲ့ပြီးတချို့အယိုးတွေမှာတော့လက်လက်ဆက်ဆက်အသားတွေကက်လို့နေပါသေးတယ်။ ကြည်ရတဲ့ပုံကတော့ဆုံးသွားတာတိတ်မကြသေးတဲ့ပုံစံမျိုးပေါ့ဗျာတချို့အလောင်းတွေကလည်းဥတွေအသေးတွေမရှိတော့ပဲဟောင်းလောင်းပေါက်ကြီးကိုဖြစ်လုံနေပါတယ်အသားတွေကလည်းတခုခုကကြိုက်ထားသလိုဖြစ်လုံနေခဲ့ပြီးအရေကုန်တွေပါစုပ်ပြဲလုံနေကြတာပေါ့ကြံပြမှာဆုံးထင်းနေတဲ့တွေးကွက်တွေဟာတချို့ကရှောင်းနေပြီးတချို့ကတော့လက်လက်ဆက်ဆက်တွေပဲရှိပါသေးတယ်မသိရင်လူတက်ယုံနေတော့တူလုံနေကြတာပေါ့လူတက်ယုံမဟုတ်ရင်လည်းလူသားစားတဲ့တစ်စီတွေရှိနေတဲ့နေရာဖြစ်မဲ့ပုံပါ လေကြောက်ကြောက်စရာကောင်းလိုက်တာကွာအလောင်းတွေကလည်းအများကြီးပဲဒီရောကဘာရွာကြီးလဲတဆေရီရဲ့အတိုက်ကောင်မဖြစ်နိုင်ဘူးလားငါဖြူရဲ့ငါတို့ဘယ်လိုလုပ်ကြမလဲဒီရွာသားတကယ်တဆေဆိုရင်တော့မင်းနဲ့ငါမလွဲ့ဘူးကွာကြားကြီးကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတဲ့ဆိုဖြစ်နေပြီတရေကြောက်လို့ပြေးပါတယ်ဆိုမှဒီမှာကတရေရွာဆိုရင်တော့ဒုက္ခပဲကွာ ။ထွန်းတယောက်စကားပြောနေတော့မှပဲအိမ်ရဲ့တောင်းတနေရာကနေအတန်တစ်ခုကိုကြားခဲ့လိုက်ရတာပေါ့။နှစ်ယောက်သားအတန်ကြားရဘက်ကိုကြည့်ခဲ့လိုက်တဲ့အခါမှာတော့မိမတယောက်အလောင်းကောင်တွေကိုတဲကြီးမဲကြီးစားနေတာကိုတွေ့သွားခဲ့ပါတော့တယ်။အဲ့ဒီမိမဟာအလောင်းကောင်တွေစီကအသားတွေကိုတချွတ်ချွတ်နဲ့ဝါစားလို့နေခဲ့တာပေါ့။အလောင်းကောင်တွေစီကတွေးတယ်ဟာလေကျမ်းပြင်ပေါ်ကိုစီးကြလို့နေခဲ့ပါတော့တယ်။တိတ်ဆိတ်တဲ့နေရာမှာဆိုတော့လေတချွတ်ချွတ်ဝါနေတဲ့အတန်ဟာအတော်ကိုမှကျေလောင်လို့လာတာပေါ့။အခန်းထဲမှာလေပြင်းထန်တဲ့ပုံနှံတွေဟာအစမပြတ်နဲ့ပေါ်ထွက်လို့လာခဲ့ပါတော့တယ်။ လာရဲ့အလင်းရောင်ဟာအိတ်ခမ်းရဲ့ပြတင်းပေါက်စီကိုတက်တက်ကျလာတဲ့အခါမှာတော့အလောင်းကောင်းတွေစားနေတဲ့မိမကြီးရဲ့ရုပ်ကိုတငယ်ချင်းနှစ်ယောက်သားအတင်းသားမြင်တွေ့ခဲ့လိုက်ရပါတော့တယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်နှစ်ယောက်စလုံးအန်ထွက်လို့မတက်ဖြစ်သွားခဲ့ကြရပြီးအတံမထွက်အောင်မနှဲထိန်ထားခဲ့ရပါတော့တယ်။နှစ်ယောက်သားအလောင်းကောင်းတွေကိုစားနေတဲ့မိမကြီးကိုကြည့်နေတော့မှပဲအဲဒီမိမကြီးဟာမျက်လုံးနှီးနှီးယူနေငဖြူရိုးဘက်ကိုလှဲကြည့်လို့လာပါတော့တယ်။တကူလုံးတွေးတဲ့တရရင်နဲ့အတော်လေးကိုကြောက်စရာကောင်းတဲ့ယုံမျိုးဖြစ်လို့နေခဲ့တာပေါ့။ ၄ပါးကြီးကလည်းဒေါသထွက်လို့သွားခဲ့ပြီးတငယ်ရင်းနှစ်ယောက်ကိုအော်ဟစ်လို့နေပါတော့တယ်။အခြေအနေမကောင်းတာကိုတီးသွားတဲ့ငထွန်းတယောက်လည်းဒီအိမ်ကြီးကနေထွက်ပြေးဖို့အတွက်ငဖြူကိုပြောခစ်လိုက်တာပေါ့။ဖေရမဖြူအခြေအနေမကောင်းမကောင်းတော့ဘူးကွာ။မင်းမင်းမြန်ပြေးကြရအောင်။တရေမကြီးငါတို့ကိုတွေ့သွားပြီကွာ။အခုချိန်မှမပြေးရင်ငါတို့နှစ်ယောက်ကိုဖမ်းပြီးတတ်စားပြစ်နေပါဦးမယ်။မင်းမြန်ပြေးကြရအောင်။ငါထုံးစကားပြောနေတော့မှပဲတရဲမကြီးဟာလေးဘက်ထောက်ကငါထုံးတို့စီကိုတရွေ့ရွေ့လာနေပါတော့တယ်။ ။စပင်းဖွာရာကြီးတွေနဲ့လေးဘက်ထောက်လာနေတဲ့ပုံစံဟာအတော်ခုမှကြောက်စရာကောင်းလွန်လာပါတယ်။လက်သေးကြီးတွေဆိုတာကလည်းတောင်တော်ရှီလျားနေပြီးလက်တွေမှာလည်းသွေးရဆိုးရွှဲလို့နေခဲ့ပါတယ်။တရေမာရဲ့ရုပ်ဟာအနာကိုရောက်လာလေလေကြောက်စရာကောင်းလေလေပါပဲ။ အဲဒါကြောင့်ဘာကူမတွေးမိတော့ပဲနှစ်ယောက်သားလက်တွေတွဲပြီးထွက်ပြေးလို့သွားခဲ့ကြတာပေါ့ငါထုံးနဲ့ငါဖြူတရဲမလက်သေးကနေလွတ်လာတာအတော့ကိုကန်ကောင်းနေလို့ဆိုရပါလိမ့်မယ်ကြောက်ကြောက်လန့်လန့်နဲ့အိမ်ထဲကနေထွက်လာခဲ့ရပြီမယ်လို့လည်းအခုအချိန်ကြီးတော့လွတ်လန်းမမြင်သေးဘူးပေါ့ဗျာဘာဖြစ်လို့လဲဆိုရင်အိမ်ရဲ့အပြင်ဘက်မှာတရွာသုံးကဝိုင်းထားကြလို့ပါပဲရွာသားတွေရဲ့အကြီးဟာသူတို့နှစ်ယောက်ကိုစားတော့ဝါတော့မဲ့ပုံစံမျိုးပဲပေါ့ တရှိန်လုံးအတန်တိတ်ဆိတ်နေခဲ့သမျှအခုအခါမှာတော့တရွာလုံးရဲ့စူးစူးဝါးဝါးရေတံတွေဟာထွက်ပေါ်လိုလာခဲ့ပါတော့ရယ်။နေရောက်သားဘဲကိုပြေးလို့ပြေးရမှမသိတော့ဘဲထွက်ပေါက်တွေပိတ်လို့နေခဲ့ပါပြီ။ ဇော်နာတော်ကရေကန်သားမှတွေ့ခဲ့တဲ့တဆေကြီးကိုလည်းရွာမှာတွေ့လိုက်ရပြန်တော့ငပြူနဲ့ငထွန်းတယောက်ရွှေစောရီအလေးလေးပြန်လို့လာခဲ့ပါတော့ရီတဆေကြီးရဲ့ပါဇက်မှာတော့တွေ့ရပြီးနေခဲ့ပြီးမျက်လုံးနှိမ့်ညီရီအစွဲတွေနဲ့သူတို့ကိုစိုက်ကြည့်လို့နေခဲ့ပါတော့ရီကြောက်စိတ်တွေကိုဘလုံးမမထင်းနိုင်တဲ့အဆုံးမှာတော့နှစ်ယောက်သားလွတ်မဲ့လမ်းကိုရှာပြီး ထွက်ပြေးသွားခဲ့ကြတာပေါ့အဲ့ဒီချိန်မှာပဲရုတ်တရက်သူတို့ရဲ့အရှိကနေအစောနာကတွေ့ခဲ့တဲ့အဘွားအူကြီးက ပေါ်လို့လာခဲ့ပါတော့ရီ အဘွားဦးရဲ့တကူလုံးမှာလဲသွေးတွေကပေပွားလို့နေခဲ့ပြီးအစောနာကတွေးခဲ့တဲ့ပုံစံမျိုးနဲ့လုံးဝမတူတော့ပါဘူးအဘွားဦးဟာငထွန်းစီပြလာခဲ့ပြီးသူ့ရဲ့လက်တွေနဲ့ကုတ်ရှစ်လို့နေခဲ့ပါတယ်ငဖြူကလည်းတောင်တောင်ဖြစ်ပြီးရက်လို့သာကြည်နေခဲ့တာပေါ့ငထွန်းကတော့အတော့ကိုတနာစရာကောင်းလွန်လာပါတယ်တရေမားရဲ့ပြူသမ ्या ကိုနှုတ်နေရတဲ့ဘဝပေါ့ ငထုံရဲ့နှလုံးတွေအဆုတ်တွေကိုလည်းတရေမကြီးဟာထောက်ယူစားတောက်ခဲ့လိုက်ပါတော့တယ်။တချိန်တည်းမှာပဲကျွန်တော်တို့နဲ့ရဲကြီးနေတဲ့ငဖြူလည်းအနောက်ကနေတရေမတယောက်ရဲ့လှမ်းကုတ်ချင်းကိုခံခဲ့လိုက်ရတာပေါ့။ငဖြူလည်းအရှိတ်ဘက်ကိုလဲကျလို့သွားခဲ့ပြီးမိမျောလို့သွားခဲ့ပါတော့တယ်။တရေမကလည်းငဖြူရဲ့ကုတ်ကသွေးတွေကိုအတကုံဆုပ်လို့หนีခဲ့တာပေါ့။ရရဆက်ဆက်အကိုက်ခံခဲ့လိုက်ရပြီးနှစ်ယောက်သားကုရခဲ့ရမဲတဲ့ဘဝကိုရောက်မှန်းမသိရောက်လို့သွားခဲ့ပါတယ်။အတန်တိုင်းဆုံးတောင်းခံထားခဲ့ကြပြီမယ်လို့လည်းနောက်ဆုံးမှာတော့နှစ်ယောက်စလုံး မိမျောလို့သွားခဲ့ကြတာပေါ့အခုချိန်မှာတော့အေးဆက်ချင်းနဲ့အမောင်တို့တွေကသာတလောကလုံးကိုနေရာယူလို့သွားခဲ့ကြပါပြီဒီလိုနဲ့ပဲမနှအာယုံတက်တဲ့အချိန်ကိုရောက်ရှိလို့လာခဲ့တာပေါ့တညာလုံးပြောင်းနေတဲ့မဖြူနဲ့ငထုံးကိုရွာတကြီးဦးဆောင်ပြီးလိုက်ရှာလို့နေခဲ့ကြပါတယ်လိုက်ရှာရင်းနဲ့ပဲတနေရာရောက်မှာတော့မြေပြင်ပေါ်မှာလဲကျနေတဲ့တငယ်ချင်းနှစ်ယောက်ကိုတွေ့လို့သွားခဲ့ပါတယ် တွေ့တွေ့ချင်းဆိုသလိုပဲရွာသားတွေဟာမဖြူနဲ့ငထွန်းကိုရွာစီပြန်ခေါ်လာခဲ့ကြပါတယ်။ရွာနာကိုရောက်တဲ့အခါမှာတော့တကြီးလဲမဖြူနဲ့ငထွန်းတို့ကိုနှိုးခဲ့လိုက်ပြီးအိမ်ပြန်ဖို့အတွက်ပြောခဲ့လိုက်တာပေါ့။ဟေးဟေးငထွန်းနဲ့ငဖြူထားကြတော့ကွာ။ညလုံးမင်းတို့ဘယ်ရီသွားနေရတာလဲကွာ။ရွာကလူတွေမင်းတို့ကိုမတွေ့တော့ဘူးလို့ငါ့ကိုတတင်းလာပို့ကြလို့ငါတို့ရွာမှာရှိတဲ့ကာလာသားတွေပေါင်းပြီးမင်းတို့ကိုဒီတော်ထဲမှာလာရှာတာ။တညလုံးရှာလိုက်ရတာကွာ။မင်းတို့ဘာမှဖြစ်လို့တော်ပါသေးတယ်။ငါတို့တွေမင်းတို့ကိုတွေ့တော့ မင်းတို့နှစ်ယောက်တတိလစ်နေတာကွာတတော်လေးကိုနှိုးယူလိုက်ရတယ်မင်းတို့ဘာလို့တော်ရဲသွားပြီးတတိလစ်နေကြတာလဲလာလာအိမ်ပြန်ကြမယ်ပြီးမှမင်းတို့ဖြစ်ခဲ့တာတွေကိုအေးအေးဆေးဆေးပြန်ပြောပြပေါ့ကွာအထွန်းလေးအန်အော်ဒဂျီနယ်မြေပြင်ပေါ်ကနေကုံယုံထားထိုင်ခဲ့လိုက်ပါတော့ရယ်တကြီးကိုကြီးပြီးတော်ရဲကရွာသားတွေဘယ်ရောက်သွားတာလဲလို့မေးမြန်းခဲ့တာပေါ့တကြီးတတော်ရဲကရွာနေလူတွေကဘယ်ရောက်သွားတာလဲဗျအော်လူတွေမဟုတ်ဘူးတရက်စီတွေကိုပြောတာဗျာ တွေ့မိသေးလားကျွန်တော်တို့ညောင်ညကတစီရွာကြီးကိုရောက်သွားကြတာဗျအဲ့ဒါသူတို့ရွာမှာတဲမယ်လို့လို့တာတရွာလုံးတစီတရေတွေဖြစ်နေကြတာဗျကျွန်တော်တို့ညောင်ကိုလည်းသူတို့တက်စားလိုက်ပြီလေကျွန်တော်တို့မသိသေးဘူးလားဗျအဲ့ဒီရွာကြီးရောဘယ်ရောက်သွားတာလဲတကြီးကျွန်တော်တို့ကိုသူတို့လက်ထဲကနေကယ်လာတာလားဗျ ။တကြီးနဲ့ကာလာသားတွေကလည်းတယောက်မျက်နှာကိုတယောက်ကြည့်ရင်ခေါင်းတကုတ်ကုတ်နဲ့ဖြစ်လို့နေခဲ့ကြပါရယ်။တကြီးလည်းတီတော်ထဲမှာရွာမရှိကြောင်းနဲ့သူတို့ကိုတွေ့တဲ့အချိန်မှာဘယ်သူမှမမြင်ကြောင်းပြန်ပြောပြလို့နေခဲ့ပါရယ်။အော်ငါတို့မင်းဘာတွေပြောနေတာလဲကွ။အဲ့ဒီဒေါနတ်ကြီးထဲမှာဘယ်ကရွာရှိရမှာရော။မင်းအိမ်မက်များမှန်းနေတာလားကွ။ဒီရစစားစမ်းပါဦးအရင်ဘိုးဘွားတွေလက်ထက်တုန်းကတော့တော်ရဲမှာရွာရှိခဲ့တယ်ထင်ပါရဲ့ဘေးနားမှာအိမ်တအိမ်နဲ့အိမ်တော့တွေ့တာပဲကွာ ဒါပေမဲ့အခုတော်ရင်မှာရွာလာတဲတယ်လို့တော့ငါမကြားမိပါဘူးကွာမင်းတို့အမတ်မားတာနေပါလိမ့်မယ်ဘာမှစိတ်မပူပါနဲ့တော့အခုမင်းတို့ရွာထဲရောက်နေပြီမင်းတို့ကိုခေါ်လာတော့ရွာထဲမရောက်ခင်တတိပြန်လဲလာလို့ဒီမှာရှပြီးနိုးနေတာကွာအခုမှကောင်းကောင်းတတိပြန်လဲလာတော့တယ်နောက်ဆိုအတော်ရဲကိုမတော်ချနေတော့အန်ဒီရဲဆိုတာအရှိန်မရွေးနေရမရွေးကြုံရတတ်တယ်ကွာကိုမင်းရင်းနေတဲ့နေပဲကိုမတော်တာအကောင်းဆုံးပဲ ငါထုံးနဲ့ငါဖြူလဲတကြီးစကားကိုကြားရတော့တယောက်မျက်နှာတယောက်ကြီးရင်စိတ်ရှုပ်လို့သွားခဲ့ကြပါတော့ရယ်တကြီးပြောပုံအရဆိုရင်တော့တော်ရဲမှာရွာလဲမရှိအိမ်လဲမရှိဘူးလေဗျာတေးကြတာကတော့တငယ်ချင်းတယောက်မရိညာကတရေရှောက်ခံလိုက်ရတယ်ဆိုတာကိုသိသွားခဲ့ကြပါပြီဒီလိုနဲ့ပဲစိတ်ရှုပ်ရှုပ်နဲ့အိမ်ကိုပြန်လာခဲ့လိုက်ကြတာပေါ့ကောင်းနေမှလည်းအဲ့ဒီညာကတွေ့ခဲ့တဲ့ရွာနဲ့လူတွေအကြောင်းကိုထပ်ပံတလဲလဲပြန်လဲစိတ်ကူးရလို့နေခဲ့မိပါတယ် အိမ်ဟာအလုံးကြုံဆုံးနေရာဆိုထင်ရပေမဲ့လို့လေအဲ့ဒီဖြစ်ပျက်တွေကိုကြုံလာတဲ့နေ့ကနေစပြီးတယောက်ယောက်စောင့်ကြည့်နေသလိုမျိုးခံစားလို့နေခဲ့ရတာပေါ့ တငယ်ချင်းနှစ်ယောက်လည်းတဖြည်းဖြည်းထိုးဆန်းလို့လာပါတော့တယ်။အချိန်တိုင်းလည်းလို့ပိုက်စားနေတဲ့ပြည်တနေ့ကိုထမင်းလေးငါးချိန်အထက်လဲစားပါသည်။အသေးအရွက်တွေကိုမစားတော့ဘဲအချိန်တိုင်းလို့လို့အသားတွေကိုပဲစားလေးရှိတာပေါ့။အသေးအရွက်တွေမစားတော့တာကြောင့်ခန္ဓာကိုယ်မှာလည်းအမြင်ဓာတ်တွေယော့နေလို့လာခဲ့ပြီးနောက်ဆုံးမှာတော့နှစ်ယောက်စလုံးရဲ့အသားရည်တွေဟာဖောရောင်လို့လာခဲ့ပြီးအရင်တုန်းကပုံစံနဲ့မတူကြတော့ပါဘူး။ တရက်မှာတော့လာပညာကိုကြောက်ရှိလို့လာခဲ့ပါတယ်။ကောင်းကင်ရန်ကလာမင်းကြီးကလည်းကိုယောင်ကိုဝါရီနဲ့တောက်ပစွာထွန်းလင်းလို့နေတာပေါ့။တောင်လေးတွေတဖြူးဖြူးနဲ့တိုက်ခတ်လို့နေခဲ့ပြီးမပူမအေးနေလို့ကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်။တငယ်ချင်းနှစ်ယောက်လည်းလာကိုအတူတူထွက်ကြည့်ကြပြီးလာကိုမြင်တာနဲ့ကနာမငိမ့်နာတွေစတင်ဖြစ်ပေါ်လို့လာတာပေါ့။အသားစိမ်ငါးစိမ်တွေကိုစားခြင်းနေသလိုလိုလက်လက်ဆက်ဆက်သွေးတွေကိုဆုပ်ရှင်နေသလိုလိုဖြစ်လို့လာခဲ့ပါတယ်။ စန္နာတွေကိုစိတ်ကတားနေခဲ့ပြီမလို့လေမတီးစိတ်မှာတော့အတော်လေးကိုစားလောင်မသိလို့နေပါတယ်။နားထဲမှာလည်းတယောက်ယောက်ကလာခဲလာခဲဆိုပြီးအော်နေတဲ့အတန်တွေကိုလည်းနှစ်ယောက်သားကြားလို့နေရတာပေါ့။အတီးစိတ်ပြန်ဝင်လာလိုက်စိတ်လွတ်သွားလိုက်နဲ့တညာလုံးနှစ်ယောက်သားတိုင်ပတ်လို့နေခဲ့ကြပါတယ်။အတီးစိတ်တွေကိုထိချုံနေခဲ့ပြီမလို့လေခဏခဏအသားစိတ်စားခြင်းနဲ့စိတ်တွေကပေါ်လို့လာခဲ့တာပေါ့။ တငယ်ချင်းနှစ်ယောက်ရဲ့အသီးစိတ်တွေဟာတောင်ဘက်ကတိုက်ခတ်လာတဲ့လေတွေနဲ့ဆင်တူနေပါတယ်။တောင်လီဟာအစမပြတ်တိုက်ခတ်နေတာမျိုးမဟုတ်ပဲတရှက်တရှက်လာတဲ့ပုံစံမျိုးပါ။အခုလည်းငထုံးနဲ့ငဖြူတို့ရဲ့အသီးစိတ်တွေဟာလုံးဝလွတ်ထွက်သွားတာမျိုးမဟုတ်ပဲတရှက်တရှက်အသားစိတ်ငါးစိတ်တွေကိုစားကျင်တဲ့စိတ်မျိုးဖြစ်လို့နေခဲ့ပါတယ်။နှစ်ယောက်သားကုရကေရမဲဘဝကိုရောက်လို့နေခဲ့ပါပြီ။ဒီဝဲကျွေးတွေကတော့သူတို့နှစ်ယောက်စလုံးအသက်သေဆုံးမှသာကျွတ်လွတ်မဲ့ပုံစံမျိုးပါ။ မြမစကပုံမှာတော့အစားမတော်တလုံးအသွားမတော်တလန်းဆိုတာကြားဘူးကြတယ်မဟုတ်လားဗျာကိုနဲ့မရင်ကြီးတဲ့အရက်ဒေတာတွေကိုမလို့အရင်စွန့်စားပြီးမသွားကြတာအကောင်းဆုံးပါပဲငထုံးနဲ့ငဖြူလဲတည်ရရှင်ရေမဟုတ်ပါဘဲနဲ့ငားရကျင်တဲ့လောဘကြောင့်ဒုက္ခရောက်ခဲ့ရတာမဟုတ်လားဗျာ ။လောဘဆိုတဲ့အရာဟာမျက်များရှိလာရင်လူကိုဒုက္ခပြန်ပေးတတ်တဲ့အရာတစ်ခုပါ။ဒါကြောင့်လောဘဒေါသမောဟတွေကိုထိန်းပြီးရှိလာလိမ့်နဲ့ရောင်ရဲကျင်နေကြပါလို့တတိပိစကားပြောရင်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာနေမယ်အဆုံးသတ်ခွင့်ပြုပါလားခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါကြည်ခင်ဗျာ။ဆုံးလီနာဆင်ပေးကြတဲ့ပြည်သက်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါရခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေလည်းတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ